မနေ့ကကျင်းပပြည်စည်းခဲ့တဲ့ကြားပြရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ကအောင်ပွဲခံထားတယ်လို့သိရပါဗျ။မနေ့ကတနေ့လုံးရန်ကုန် NLD ရုံးချုပ်ရှိမှာတော့လူထောင်ပေါင်းများစွာဟာအချိန်နဲ့တပြေးတည်းထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေကိုတောင်းတောင်းပြပြအော်ဟစ်အောင်ပွဲခံခဲ့တာပါ။ဒီအောင်ပွဲဟာပြည်သူလူထုအနေနဲ့နိုင်ငံရေးဖြစ်စဉ်မှာပါဝင်ဖို့ဆုံးဖြတ်လိုက်တဲ့အတွက် အောင်မြင်မှုရခဲ့တဲ့အောင်ပွဲဖြစ်တယ်လို့ NLD ရုံးရုပ်ချိန်မှာအောင်ပွဲခံနေတဲ့လူတွေကိုတော့ဆန်းစုကြည်ကပြောလိုက်ပါတယ်။ဒါပြည်သူတွေရဲ့ထောက်ခံမှုပြည်သူတွေရဲ့ပါဝင်မှုကြောင့်သာကျမတို့ဒီလိုအောင်နိုင်မှုတွေရခဲ့တာပါ။ဒါကြောင့်မလို့ကျမတို့ဟာထိထိနေနေနေနဲ့ရှိရမယ်။ဒီမိုကရေစီရဲ့သဘောတရားဆိုတာဟာလူများစွာအောင်နိုင်တယ်ဆိုလို့ရှိရင်တော့မှလူနေအခွင့်အရေးကိုကျမတို့ကာကွယ်ရမှာဖြစ်ပါတယ်။ ဒီတော့ကျွန်တော်လည်းနဲ့တခြားဖွဲ့စီလေးတခြားပုံကိုယ်တွေကိုဘယ်လိုမှစိတ်နှောက်ယှက်ဖြစ်အောင်မလုပ်ကြပါကျွန်တော်လည်းနဲ့မြစ်တရခံကြမှာကျွန်တော်လည်းကျွန်တော်တို့ပြည်သူတွေကနားလာပြီးနားလည်းပြီးသားပါတော့ကျွန်တော်ဒီဘောသားကြီးကြီးနဲ့စိတ်ထားမြင့်မြင့်နဲ့ကျွန်တော်တို့ဆက်ပြီးတော့လုပ်ဆောင်ရရအများကြီးရှိပါတယ်ဒါကြောင့်အခုကနေစပြီးတော့ငါနိုင်ပြီဟဲ့ဆိုရယ်စိတ်ဓာတ်နဲ့မဟုတ်ဘဲနဲ့ ်ငါတို့စလို့ဖို့အခွင့်အရေးတခုတော့ရပြီဆိုတော့စိတ်ကနေသာကြိုးစားကြပါလို့ကျွန်တော်တိုင်တွန်းချင်ပါတယ်အခုဒီမှာကြာကြာမပြောပါဘူးကြာကြာပြောလို့ရှိရင်လမ်းနေရပို့ပြီးကြာကြာပိတ်အဲ့တော့ကျွန်တော်တို့လှုပ်ရှားရည်လည်းအများကြီးရှိသေးတယ်နောက်နေ့တွေမှာလည်းကျွန်တော်တို့တွဲဆုံနေမှာပါအနေဒီအနေနဲ့အခုလိုအောင်မြင်မှုရတာဟာမျိုးသားပြန်လဲတင့်မြတ်ရေးကိုရှေ့ဆက်လှုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ကြောင်းနဲ့ တခြားနိုင်ငံရေးပါတီတွေကိုလည်းအတူတကွလက်တွဲလှုပ်ဆောင်သွားကြဖို့ကိုဖိတ်ခေါ်လိုက်ပါတယ် The everyday politics of our country we also hope that uh, we will be able to go further along the road towards rec national reconciliation we would welcome all parties who would wish to join us in the process of bringing peace and prosperity to our country. And as we said, the former elected president of the United States, Donald Trump, has been making issues in our country. And as we said, the former elected president of the United States, Donald Trump, has been making issues in our country.